ဂျပန်၌စံစေးနှုန်းလေးဘက်ဆက်တိုက်ပြန်ကြလာတော့လဲရခင်ကောက်ထံများနေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကုန်ချမ်းပစ္စည်းများနဲ့စိုက်ပျိုးရေးဆက်ပစ္စည်းများလက်ရှိမှာဈေးနှုန်းမြင့်တက်နေတဲ့အတွက်ဆန်ဈေးနှုန်းဆက်လက်ကျဆင်းနေခြင်းကဖိအားများလာစေကောဆန်ဈေးနှုန်းဝလိုက်တင်မြင့်တက်နေသေးတာကို နားလည်ပေးချဖို့ဂျပန်ဆန်စပါးစိုက်ပျိုးသူများပြောလာပါတယ်ဈေးဆိုင်တွေမှာဆန်အိတ်ပြန်ပြဈေးနှုန်းက၄ပတ်ဆက်တိုက်ကျဆင်းလာပေမဲ့ခြုံကြည့်ရင်တော့မြန်မာနေဆဲဖြစ်ကြောင်းဂျပန်စိုက်ပျိုးရေးတည်တော်နှင့်ငါးလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံမှာဆန်စပါအထူးကစိုက်ပျိုးရာရှိပါစီရင်စုနဲ့မှစပါခင်းတရားဟတာလောက်ကိုလောက်ကိုင်းနေတဲ့ဟီတဲအိုအီထိုးကစိုက်ပျိုးရေးပစ္စည်းများဈေးပန်နေတာကြောင့်ထုတ်လုပ်ရေးစရိတ်လည်းမြင့်တက်လာကြောင်းပြောပြပါထိလုံငန်းလက်ပတ်ရှိအခက်ခဲတွေလုံသားအင်အားနည်းပါးခြင်းတွေကိုဖြည့်ရှင်ပေးနိုင်မှစံစည်းတက်ခြင်းကို အခြေခံကြကြဖြည့်ရှင်နိုင်မယ်လို့ဤထိုးကပြောပါထိ ရခိုင်ကရှိတ်သိမ်းဆက်တစ်ခုကိုရန်း16တန်းခန့်ရှိခဲ့ရာခါနေအခုဆိုရင်ရန်းတန်း20ကျော်မြင့်တက်လာတာဖြစ်ပြီးဆန်စေးတရတဲ့အကြောင်းရင်းကိုသုံးဆွဲသူများနားလည်ဖို့ခန့်နေကဆန်စေးနှုံးကြွားထားနဲ့စိုက်ပျိုးသူတွေအကျွေးနစ်လာမှာဖြစ်တဲ့လို့ပြောပြပါတယ်အခုအချိန်မှာအစိုးရကဈေးဆိုင်တွေမှာစံဈေးနှုန်းကိုလျှော့ချလာပေမဲ့စံဝယ်ယူတူလောင်ရှိလုပ်ငန်းများကဝယ်ယူဈေးနှုန်းကိုမြှင့်တင်ထားပါတယ်။ ဓာတ်တွေကိုဖြည့်ရှင်းဖို့ဂျပန်အစိုးရကစံထုတ်လုံးမှုလျှော်ခိုင်းရာကနေယခုနှစ်မှတိုးမြင်ခိုင်းထားပေမဲ့အခြားအကြောင်းအရာများကြောင့်စံထုတ်လုံးမှုမြန်မာလာမလားဆိုတာမသေးချသေးပါဘူးလို့သိရပါတယ်ရှင်။